န္တလေးတိုင်းမြင့်ချန်ခရိုင်နယ်ကကြေးရွာတွေကိုအော်တိုဘာ16ရက်မှာစုံစုကလေးချောင်းကနေဘုံကျဲပစ်ခတ်ခဲ့ရကြောင်းဒေသခံ9ဦးသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါရယ်မြင့်ချန်ခရိုင်အတွင်းကငစုံမြင့်ချန်နှထိုးကြီးတောင်သာစတဲ့မြို့နယ်တွေကကြေးရွာတွေကိုစုံစုကတရက်ထဲမှာစက်တက်လေးတီတိုက်လေရင်နေနဲ့လေချောင်းကနေဘုံကျဲခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါရယ် တောင်သာမြို့နယ်မြောက်ချမ်းမှာရှိတဲ့ရုံးပင်ကျေးရွာကိုတိုက်ပွဲဖြစ်နေတာမရှိဘဲနဲ့ဂျက်ဖိုက်တာနဲ့တေချောင်းပုံကျဲခဲ့ရာကြောင်းအမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့သေဆုံးပြီးတော့ကလေးငယ်တဦးပါဝင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်သတင်းမြစ်တွေကပြောပါတယ်။အလားတူနထိုးချင်းမြို့နယ်မြောက်ချမ်းမှာလည်းစက်တက်လေးထိနဲ့ပုံကျဲခဲ့ရာကြောင်းအမျိုးသမီးနှစ်ဦးနဲ့အမျိုးသားနှစ်ဦးတို့သေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်လက်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကဆိုပါတယ်။ နထိုးကြီးမြို့နယ်ထဲမှာစစ်ကြောင်းတို့မိရှုနေတဲ့စိုးစုနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ကြီးနေ့စဉ်လိုလိုတိုက်ပွဲတွေဖြစ်နေသလိုလေကြောင်းကနေမကြကနဘုံကျဲနေတာလို့ဒေသခံတွေကပြောပါတယ်။အော်တိုဘာ20ရက်မှာလည်းနထိုးကြီးမြို့နယ်အနောက်ခြမ်းနဲ့တခြားနေရာတွေမှာစိုးစုကတိုက်လေရင်နေနဲ့ဘုံကျဲနေပြီးတော့တေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့အသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။မြင်းကြံခရိုင်ထဲမှာအော်တိုဘာ16ရက်တရက်ထဲမှာစိုးစုလေကြောင်းဘုံကျဲခရာကြောင့်အမျိုးသမီး၄ဦးနဲ့အမျိုးသား၃ဦးတေဆုံးခဲ့ပြီး ငါးဦးတမနဲ့ထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေအိမ်လေးလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဒေသခံသတင်းမြစ်တီကဆိုပါတယ်။ညင်းချန်ခရိုင်ထဲမှာစိုးစုကပြီးခဲ့တဲ့ဩဂုတ်လကစတင်ပြီးရွေးကောက်ပွဲလုပ်ဖို့နေမြေစုမိုးနိုင်ဖို့ရအတွက်ကျေးရွာတွေကိုအင်အားအများပြားနဲ့စစ်ကြောင်းထိုးမိရှုနေသလိုဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပါအဝင်အမျိုးသမီးတွေကိုအရမပြုကျင့်တပ်ဖြတ်တာတွေလှုံ့ဆော်နေတယ်လို့ဒေသခံတွေကအမတ်ပီကိုဖြေဆိုထားပါတယ်။ လက်ရှိမှာစိုးစုစစ်ကြောင်းထိုးမိရှူတာနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေရကြောင်းမြင်းချန်နထိုးကြီးတောင်သာစတဲ့မြို့နယ်တွေမှာရှိတဲ့ကျေးရွာတွေကဒေသခံတွေတောင်းနဲ့ချီဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားနေရိတ်ကစေဝါအမိုးကစတဲ့အကူအညီတွေလိုအပ်နေတယ်လို့မြေပြင်မှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကဆိုပါတယ်